င်္ဂလာပါရှင်။ရန်ကုန်ခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွှေကောက်ပွဲတွင်မြမပြည်တွင်ရေတက်တက်တာဖြစ်ပြီးနိုင်ငံသားများသာဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်းဇော်မင်းထွန်းပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်မရှင်ဤပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကအတူရောက်ရွှေကောက်ပွဲတွင်မြမနိုင်ငံဤပြည်တွင်ရေတက်တက်ဖြစ်ပြီးမြည်သည့်နိုင်ငံသားဆွတ်ဖတ်မှုကိုမျှခွင့်ပြုမည်မဟုတ်ကြောင်းရှမနိနိုဝင်ဘာ၁၀ရက်ကစစ်ကောင်မရှင်ဝါဒဖြန့်သတင်းဌာနတွင်ပြောကြားထားပါတယ်။ ၎င်း၏ပြောကြားချက်တွင်မြန်မာနိုင်ငံ၏ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၏အချုပ်အခြာအာဏာသည်မြန်မာနိုင်ငံသားများထံ၌သာရှိသည်ကိုအဓိကထားအလေးပေးဖော်ပြခဲ့ပါသည်။ကိုယ်နိုင်ငံကိုယ်တိုင်အကြောင်းနှင့်အညီဆောင်ရွက်ကြရတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဟာကျွန်တော်တို့နိုင်ငံရဲ့ပြည်တွင်းရေးသက်သက်ကျွန်တော်တို့နိုင်ငံရဲ့ပြည်သူတွေရဲ့အရေးသက်သက်သာဖြစ်တယ်ဟုဇော်မင်းထွန်းကပြောပါသည်။ထို့ပြင်အတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးနိုင်ငံတကာမှဝေဖန်ကန့်ကွက်မှုများကိုလှည့်လည်ရှုပြီးတိုင်းတစ်ပါးနိုင်ငံများ၏ဩစာအာဏာနှင့်ဤသည့်ဝင်ရောက်ဆက်ဖက်မှုများကမှ ရွှေကောက်ပွဲကိုဖျက်ပြားအောင်မလုပ်နိုင်ဟုစော်မင်းထွန်းကစိန်ခေါ်စကားဆိုခဲ့ပါတယ်။ကျွန်တော်တို့ဟာမြန်မာနိုင်ငံသားတွေဖြစ်တဲ့မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေကပဲဖန်တီးပိုင်ခွင့်ရှိပါတယ်။မြမရေးကိုရွှေကောက်ပွဲမဲပေးတဲ့ကျွန်တော်တို့နိုင်ငံသားတွေကပဲအတိမတ်ပြုဆုံးဖြတ်ရပါမယ်။ဒါဆိုရင်လုံလောက်နေပြီဖြစ်ပါတယ်ဟုစော်မင်းထွန်းကအချက်တရားမဲ့စွာပြောပါတယ်။စီကောင်စီသည်၎င်းတို့ရွှေကောက်ပွဲကိုအခက်အခဲများချမှဆက်လက်ကျင်းပနိုင်ရန်ကြိုးပမ်းနေပြီးနိုင်ငံတကာ၏အတိမတ်ပြုမှုမရရှိသည့်အတိုင်း ပြည်တွင်းမှမေးပေးသူများ၏ဆုံးဖြတ်ချက်သာအဓိကဖြစ်ကြောင်းအလေးပေးပြောဆိုခြင်းဖြစ်ပါသည်။ဤပြောဆိုချက်များသည့်နိုင်ငံတော်အထုပ်ချာအာဏာနှင့်ပတ်သက်သည့်မူအရာမှန်ကန်နိုင်တော်လေလက်ရှိမြန်မာနိုင်ငံရေးနှင့်စီးရေးပဋိပက္ခများ၏ရှုပ်ထွေးသောအခြေအနေအရာကြည့်လျင်ဘုတ်ကျုံစော်မင်းထုံးဤစကားများကိုလက်တွေ့အခြေအနေကပြန်လည်စိန်ခေါ်နေသည့်ကိုတွေ့ရကြောင်းနိုင်ငံရေးလှိလာသူများကသုံးသပ်ပါရယ်။စော်မင်းထုံးကတူယောင်ရွေးကောက်ပွဲကိုပြည်တွင်းရေးအဖြစ်တစိမ့်ကတ်တယ်။ဒါပေမဲ့စစ်တပ်ကသူတို့အာဏာတည်မြဲဖို့ရုရှားနဲ့တရုတ်အကူအညီယူနေတာအသိသာကြီးလေ အခုထူရောင်ရွေးကောက်ပွဲကိုလည်းတရုတ်ကအများကြီးကူညီထားတာရှက်ကြောမရှိတဲ့ကောင်တွေဟုနိုင်ငံရေးလှိလာတုံသက်သူတအူကမှတ်ချက်ပြုပါတယ်။ဗိုလ်ချုပ်စော်မင်ထွန်းကရွေးကောက်ပွဲကိုပြည်တွင်းရေးအဖြစ်တစိမ့်ကတ်တော်လဲလက်ရှိစစ်ကောင်စီအာဏာတည်မြဲရေးသည့်ပြည်တွင်းခွန်အားထက်နိုင်ငံတကာ၏စစ်ရေးစီးပွားရေးနှင့်ဤပညာအကူအညီများပေါ်တွင်ပုံမမှုခိုနေသည့်ကိုမြေပြင်အခြေအနေများကပြသနေပါတယ်။စော်မင်ထွန်း၏မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေကပဲဖန်တီးပိုင်ခွင့်ရှိတယ်ဆိုသော ရွေးကြော်တန်းသည်စိတ်ခံစားမှုအရာလှပတော်လဲလက်ရှိရွေးကောက်ပွဲကို ဆုံးဖြတ်ပြီးမဲ့နိုင်ငံသားများဆိုသည်မှာမိသူများကိုကိုစားပြုနိုင်သည်ဟုသောမိခွန်းလည်းရှိနေပါသည်တနိုင်ငံလုံးဒီပါစစ်ဖြစ်နေတာသူတို့စုံမှုတဲ့နေမြမှာပဲလုံမဲ့ရွေးကောက်ပွဲဓာမိုးထားတဲ့ရွေးကောက်ပွဲကိုမြန်မာနိုင်ငံသားတွေအတွက်ဆိုပြီးပြောနေတဲ့စစ်တပ်ကအကောင့်တွေကိုဘလို့ပြောရမယ်မသိတော့ဘူးသူတို့အာနာတီမြဲဖို့သူတို့တွေနိုင်ငံရေးထွက်ပေါက်ရဖို့လုပ်နေတာဘယ်သူမှလက်မခံတဲ့ရွေးကောက်ပွဲကြီးဟု ်ရန်ကုန်မြို့တွင်နေထိုင်သည့်အသက်20အရွယ်လူငယ်တဦးကမှတ်ချက်ပြုပါရယ်။လက်ရှိတွင်ပြည်သူတန်းနှင့်ချီသောစီးရေးပြိပခါများကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်နေရခြင်းနိုင်ငံ၏နေမြေထောက်ဝက်ခန့်တွင်တိုက်ပွဲများပြင်းထန်နေစေဖြစ်ပြီးနိုင်ငံရေးပါတီများနှင့်အတိုက်ခံများလွတ်လပ်စွာလှုပ်ရှားခွင့်မရပဲလုံခြုံမှုမရှိသည့်ကြားမှာကျင်းပမှုရွေးကောက်ပွဲဖြစ်ပါရယ်။ထိုချင်းဤအောက်တွင်မဲပေးနိုင်သည့်လူပုဂ္ဂိုလ်များကိုသာတရားဝင်နိုင်ငံသားများအဖြစ်အတိမတ်ပြုဆုံးဖြတ်ခိုင်းခြင်းသည် နိုင်ငံသားအလုံးဤဆန္ဒနှင့်ကိုစားပြုမှုကိုမိတို့များအမှတ်တကယ်ဖော်ပြနိုင်မည်မဟုတ်ကြောင်းဝေဖန်မှုများရှိနေပါသည်။တိုင်းသားဒေသများနှင့်အ धिक တော်လှန်ရေးအင်အားစုများပါဝင်ခွင့်မရသည့်ရွှေကောက်ပွဲမှထွက်ပေါ်လာသည့်ဆုံးဖြတ်ချက်သည်တိုင်းပြည်အနာဂတ်ကိုကိုစားပြုသည့်ဆုံးဖြတ်ချက်အစစ်အမှန်ဖြစ်နိုင်ရန်အခွင့်အလမ်းအလွန်နှင့်ပါကြောင်းနိုင်ငံရေးလှိလသူများကသုံးသပ်ထောက်ပြကြပါသည်။ကျွန်မသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်းလင်းချမ်းမြေကြပါစေရှင်။